ဲသူ့ရဲ့ဆံမှာသူအိမ်မှာပဲကျွန်တော်တို့ပြီးရဲ့စနေတကြရှိပါတယ်မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနရဲ့ထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါရောင်းမယ်ပထမဆုံးဒေါန်ဆန်းစုကြည်နေအိမ်မှာကြမ်းကြမ်းမာမာရှိပါတယ်သူတက်နိုင်သလောက်သူတက်ဆွမ်းသမျှသူလုတ်ခဲ့တာကျွန်တော် တွေ့ပါတယ်ဟုမင်းအောင်လိုင်းပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အကျန်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကဒေါအောင်ဆန်းစုကြည်သည်နေအိမ်တွင်ကြမ်းကြမ်းမာမာရှိနေပြီးသူတက်ဆွမ်းသလောက်သူလုခဲ့သည်ဟုတရုတ်ဖော်နစ် TV နှင့်တွေ့ဆုံမေးမြန်းကမ်းမှာပြောဆိုထားပါသည် ိမ့်သိမ့်ခံထားရသည့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နေအိမ်မှာကျန်းမာစွာရှိနေကြောင်းနဲ့မကြခင်နေအိမ်တွင်ပင်ရုံးထုတ်စစ်ဆေးသွားရန်ရှိကြောင်းအကျန်းဖက်စစ်ကောင်ဆောင်ကဆိုပါရယ်မြန်မာလူမှုကယုံကြည်လေးစားသည့်ဒေါအောင်ဆန်းစုကြည်လောက်ရပေါ်မြည်တို့ရှုမြင်သုံးသပ်ပါတယ်လို့မေးသည့်အခါမှာ သူတက်နိုင်သလောက်တက်ဆွမ်းသလောက်စူးစမ်းလုပ်ခဲ့တာမြင်မှသိဟုမင်းအောင်လိုင်ကဆိုပါတယ်။ဟောင်ကောင်အခြေစိုက် Phoenix TV ကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်နဲ့အင်တာဗျူးခွင့်မကြသေးမီရပ်ပိုင်းတွင်ကရရှိထားပြီးအင်တာဗျူးအပြည့်စုံကိုမကြမီထုတ်လွှင့်မည်ဟုသိရှိရပါတယ်။ရန်ကုန်တွင်တိတိတတငလင်လုတ်ခဲ့သဖြင့်ပြည်သူများထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရဒလားမျိုးကိုပဟုပြု၍၃.၉အစဉ်ရှိငလင်လုတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့တွင်မနေ့ကည7:00နာရီ8မိနစ်အချိန်တိတိတသာငလင်းလုတ်ခတ်သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်တို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကပြောဆိုပါရယ်မနီကညာပိုင်းစမ်းချောင်းမြို့နယ်အင်းစိန်မြို့နယ်ကမာရွတ်မြို့နယ်လယ်ရန်လာတာမြို့နယ်အပါဝင်ရန်ကုန်မြို့နယ်အများစုမှာငလင်လုတ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းငလင်လုတ်ခတ်မှုမှာအနေငယ်ပြင်းထန်သဖြင့်ပြည်သူများအထိတ်တလန့်ဖြင့်အထက်မြင့်တိုက်တာများပေါ်မှပြေးဆင်းရကြောင်းသိရှိရပါသည် တုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းတယ်လို့ငလင်လို့တာအကုန်ပြေးဆင်းရတယ်စမ်းချောင်းမှာတော့တိုက်တိုင်းလိုလိုကပြေးဆင်းလာကြတာဟုစမ်းချောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတို့ကပြောဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရအောက်တိုဘာလ18ရက်မြန်မာစံတော်ချိန်ည7:00မိနစ်အချိန်ကမှရန်ကုန်တိုင်းဒလမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုပဟိုပြု၍ Raster Scale 3.9စင်းရှိအင်အားအနည်းငယ်ရှိသည့်မြေငလင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရှိရပါသည်။ ယခုနှစ်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောပြင်အား9တက်သမ9စင်ချီစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တိစုံခဲ့ပြီးနောက်ရန်ကုန်အပါအဝင်မြို့နယ်ပြည်သူများမှငလင်အန္တရာယ်ကိုအကြီးကျယ်စိုးရိမ်နေကြခြင်းဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ ညောင်ရီမျိုး၅ရက်ကွယ်အုပ်ချုပ်ရေးမှူးမဘာသာအစွန်ရောက်ဆိုင်မျိုးညွန်းကအတက်မပြည့်သေးသောမိန်းကလေးငယ်၁၀ဦးထက်မနည်းကိုမရင်ချင်းလိမ့်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုတရားမျှတမှုမရှာနိုင်သေးသောတဲ့တင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ ခရင်ပြည်နယ်မြောက်ရီမြို့အမှန်ကားရက်ွက်အုပ်ချုပ်ရေးမှုလဲဖြစ်မဘာသာအစွန်ရောက်တဦးလဲဖြစ်သူစိုင်းမျိုးညွတ်ဦးကရဲရင်ရှင်ကျေးနမည်ဖြင့်ဒမတ်စကူအခမဲ့စာတင်ကြောင်းဖွင့်ကအသက်မပြည့်သေးသောမိန်းကလေးငယ်များအပါအဝင်ကျောင်းသူဆယ်ဦးထက်မနည်းကိုမရင်းကျင်ခြင်းနဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုများကျူးလွန်ခဲ့ကြောင်းကျူးလွန်ခံရသူမိန်းကလေးတချို့ကပြောကြပါရယ်စိုင်းမျိုးညွတ်ခေါ်ငဆိုင်တီမြောက်ရီမြို့နယ်အမှန်ကားရက်ွက်အုပ်ချုပ်ရေးမှုဖြစ်သည့်အပြင်စစ်တပ်ထောက်ခံသောမဘာသာအစွန်ရောက်အမျိုးသားရေးအစွန်ရောက်တဦးလဲဖြစ်ပြီး 2012ခုနှစ်ကလေးကမဘာသာအဖွဲ့နှင့်စစ်တပ်ထောက်ခံရေးတွင်ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်ပါသည်။ဒါမတ်စကူကျောင်းများခေတ်စားခြင်းမြောက်ရီမြို့နယ်တွင်လည်းရဲရင်ရင်ချင်းနာမည်ဖြင့် ဒမတ်စကူအခမဲ့စာတင်ကျောင်းဖင်ကအတမပြည့်သေးသောမိန်းကလေးငယ်များကိုကျောင်းသူအဖြစ်လက်ခံတင် जा ပေးခဲ့ပါတယ်။ထို့သူကျောင်းသူမိန်းကလေးငယ်များကိုလက်ခံတင် जा ပေးရင်2019 2018ခုနှစ်ပညာသင်နှစ်အတွင်းအသက်73နှစ်ရွယ်ရှစ်တန်းကျောင်းသူတို့နေထိုင်သောအခန်းအတွင်းထိဝင်ရောက်ကမရင်းချင်းခဲ့ပြီးမြို့သူကိုမှဖွင့်မပြောရန်ချင်းချောက်ခဲ့ကြောင်းထို့ပြင်ကိုဝင်တားဆေးများကိုလည်းတိုက်ခဲ့ပြီးတရံဝင်ယူမီဟုဆိုကအတင်းကျပ်စာချုပ်ကိုလက်မဲ့ရေးထိုးစေခဲ့ကြောင်းသိရပါဗျ။ မိမတွေကအဆင်မပြေတော့အိမ်မမနေပဲကျောင်းအဆောင်မှပြောင်းနေလိုက်တာတခြားကလေးတွေကအိမ်ပြန်သွားတဲ့အချိန်အခန်းထဲထိဝင်ပြီးဆော့ကားတယ်သူ့အိမ်မှာဆိုတော့မအော်ရဲခဲ့ဘူးရှစ်တန်းနှစ်ဝက်လောက်ကနေဆံမွေးပွဲပြီးတဲ့အချိန်ထိသူဆော့ကားတာကိုခံခဲ့ရတယ်ဘယ်သူကမှလည်းမပြောရဲခဲ့ဘူးအသက်16နှစ်သက်သာပဲရှိသေးတဲ့အရွယ်ပါကြောက်လို့တကားပိတ်ပြီးနေရင်လဲအခန်းထဲကိုတော့နေဖွင့်ပြီးဝင်လာတယ်ဟုယခုအခါအသက်ယခုအခါအသက်22နှစ်အရွယ်တို့ရောက်ရှိနေပြီးမရင်း မရိမှုကျွလွန်ခံခဲ့ရသူမိန်းကလေးကပြောကြပါရယ်အလောက်တူရက်ကွက်အုပ်ချုပ်ရေးမှုကအချောင်းမိန်းကလေးငယ်များကိုလည်းမရိချင်းချင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့လှုပ်ဆောင်ခဲ့ပြီးမိန်းကလေးစုစုပေါင်း၁၀ဦးကျော်ရှိပြီးဒမတ်စကူးကျောင်းတည်ထောင်သူအဖြစ်၎င်းလက်နက်ကင်ဖွဲ့စည်းများနဲ့ပူးပေါင်းနေသူဖြစ်၎င်းရက်ကွက်အုပ်ချုပ်ရေးမှုဖြစ်၎င်းထင်ရှားကြောကြားနေသည့်ဖြင့်မိသည့်အဖွဲ့အစည်းကောင်များအေးအေးယူခြင်းမရှိကြောင်းသိရပါသည်။ ညီမဖြစ်တဲ့နှစ်မှာပဲစောက်ကားခံခဲ့ရတဲ့မိန်းကလေးအတိအကျ6ယောက်ရှိတယ်။ညီမတို့နှစ်အရင်တုန်းကလည်းဖြစ်ခဲ့တာရှိတယ်။ညီမထွက်သွားပြီးတော့ဖြစ်နေခဲ့တာလည်းရှိတယ်။မရှိတဲ့နောက်ပိုင်းကတော့တရင်ကြောင်လောက်ပဲကြားတော့တာအတိအကျတော့မသိရတော့ဘူးဟုကျူးလွန်ခံရသူမိန်းကလေးကရှင်းပြပါတယ်။ចောင်းသူမိန်းကလေးငယ်များကိုမရိမှုကျူးလွန်ခြင်း၊လေးအမျက်ထုတ်ခြင်းကျူးလွန်ခဲ့သူဆိုင်းမျိုးညွတ်သည်အသက်48နှစ်အရွယ်ကရှိပြီးအိမ်တော်ကွဲထားသူတို့အဖြစ်ကចောင်းသားចောင်းသူများထားသည့်ဘောရာဆောင်အနောက်ဖက်၌မိသားစုဝင်များနေထိုင်ကြောင်း ားတအူတမိတအူရှိကြောင်းသိရပါတယ်။အခုပြောရတဲ့ရည်ရွယ်ချက်ကတော့အခုချိန်ထိသူစီမအကြောင်းသူလေးတွေရှိနေပါသေးတယ်။အတက်မပြည့်ဘာမှမသိသေးတဲ့အကြောင်းသူလေးတွေကိုအဲ့ဒီလိုလှုပ်တာရှိလို့ပြောပြတာပါ။ကျမကတော့ဘာမှမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ဖြစ်ခဲ့တဲ့အကြောင်းသူလေးတွေရှိတယ်။ကျမလည်းသိခဲ့တယ်။သိခဲ့ပေမဲ့ကျမလည်းမပြောရဲခဲ့ဘူး။အဲ့ဒီလိုမျိုးနောက်ထပ်မိန်းကလေးငယ်တွေကိုထပ်ပြီးတော့လိန်အမျက်ထုတ်ခံရမှစိုးရိမ်နေတဲ့အတွက်အခုလိုပြောပြခြင်းဖြစ်ပါတယ်။လူအများကတော့သူကနာမည်ရှိသူဖြစ်တဲ့အတွက်တိတ်ခါချရလို့ထင်ခဲ့မယ် ယ်ဆိုရင်တောင်ကျမတို့အားလုံးကတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့အနေထားတော့ရှိပါတယ်အမှန်တရားအတွက်အမျိုးသမီးငယ်လေးတွေအတွက်ပြောခြင်းဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီမှာစိတ်ဒဏ်ရာရခဲ့တဲ့အတွက်ပါဟုအခြားကျောင်းသူတို့ကလည်းပြောကြပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြောက်ရီမြို့အမှတ်၅ရပ်ကွက်အုပ်ချုပ်ရေးမှုဖြင့်ဝင်ရောက်လုပ်ကင်ကစစ်တပ်လောက်ခံ BG ရဲ့ DKB ရဲ့အဖွဲ့အပါဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးလက်နက်မောင်းခိုးရောင်းဝယ်ခြင်းမူရစ်စေဝါပြန့်ပြူးခြင်း ကျေးဇူးစစ်ပြုစောတီအဖြစ်တာဝန်ယူခြင်းတို့ကိုဆိုင်းမျိုးညွန့်ကလှုပ်ဆောင်လျက်ရှိကြောင်းသိရပါဗျ။ အုတ်ချုပ်ရည်မှုငစားဤမရင်းချင်းခံရမှုအဆက်ခွဲခံရမှုတို့ကြောင့်မိန်းကလေးငယ်ချို့မှာစိတ်ဒဏ်ရာရရှိပြီးတက်တည်သည့်အထိစူးစားခြင်းအိမ်ထောင်ကွဲသွားခြင်းတိတ်အိမ်နဲ့ပတ်သက်သောရောဂါများခံစားရခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။အသက်73နှစ်14နှစ်အရွယ်နှင့်မလိုက်အောင်တောက်ခရလိုမိန်းကလေးရောဂါဖြစ်တဲ့ညီမဘက်မှာဘသူမှမရှိဘူးဘာအင်အားမှလည်းမရှိဘူးအမှန်တရားကိုသူကလိမ်ပြီးအခုထိဖုံးကွယ်ထားတဲ့တခုခုပြန်လိုခြင်းနဲ့တမိလိုခြင်းနာကငွေကြေးမဟုတ်ဘူးသူလုခဲ့တာတွေအတွက်နောင်တရအဆက်တကွဲဖြစ်ပြီး လူလယ်မှာသူတော်ကောင်းရောင်ဆောင်နေတဲ့မျက်နှာဖုံးတွေခွာချခြင်းနဲ့ဟုကျွလွန်ခံရသူအခြားမင်းကလေးငယ်တဦးကဆိုပါတယ်ယခုအောက်တိုဘာလဆန်းပိုင်းတွင်ဆိုင်းမျိုးညွတ်ကျွလွန်ခဲ့သောမရိမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုံမှုနဲ့ပတ်သက်၍မဲဆောက်တွင်ကိုင်ကန်ရှင်မင်းကလေးငယ်ကတရင်ဆောင်ရှင်းလင်းပွဲပြုလုပ်ပြီးတရားမျှတမှုရရှိရေးစ조사နေတော်လဲလက်ရှိနိုင်ငံရေးအခြေအနေအရဆိုင်းမျိုးညွတ်ကိုအရေးယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် ကိုဆိုင်မြောင်ရီကမြောင်ရီဘက်မှ BGA ရော DKB ရောကိုအတော်အဆင်ပြေတယ်သူကိုရေးယူဖို့ဆိုတာကလည်းအမှုဖွင့်ဖို့မှတောင်းအတော်ကိုအဆင်မပြေလာဘူးသူကပြူစောတီကောင်းဆောင်လို့လို့မပါတာနဲ့အမျိုးသားရေးအစွန်းရောက်လဲဖြစ်တော့သူကိုတိုင်ဖို့ဆိုရင်တရားဥပဒေနဲ့တော့အရေးယူဖို့ကခက်ပါတယ်တရားဥပဒေဆိုတာကလည်းပြည့်စည်နေတာ KNU ကိုတိုင်ပြီးကော်တူလီဥပဒေနဲ့ပဲရေးယူလို့ရမယ်အခြေအနေလို့ပြောရမယ် ဒါကလည်းမြောက်ရီမြို့ကစစ်တပ်နဲ့ BGF လက်အောက်မှာရောက်နေတော့သူ့ကိုဖမ်းဆီးအရေးယူဖို့ကခက်ခဲအုံးမယ်ဟုအမှုမှပေါ်ပေါက်ရေးကူညီပေးနေသူတို့ကတုံ့တက်ပြောဆိုပါရယ်။ဆိုင်မျိုးညွန်ကသူ၏ Facebook တွင်မဘာသာအဆောင်ရောက်တင်ငန်းဝဝီရတူဝင်းကူကိုလက်အပါဝင်အဆောင်ရောက်များ စစ်တပ်လောက်ခဲကရင်လက်နက်ကင်များနဲ့ရိုက်ကူးထားသောတပ်ပုံများကိုဝေဝေးဆာဆာမျှဝေသည်ကိုတွေ့ရပါတယ်။တရင်ဌာနအနေဖြင့်လိမ့်မိုင်းဆိုင်ရာအမျက်ထုတ်မှုများအတွက်ဆဆွေးခံထားရသူစိုက်မျိုးညွတ်နဲ့ဆက်သွယ်မေးမြန်းရန်စူးစမ်းခဲ့တော်လဲအဆက်အသွယ်မရရှိပေ။